မင်္ဂလာပါရှင်။မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ပထမအဆုံးရန်ကုန်တလားတရာနောက်ဆုံးစင်မင်းအောင်လိုင်းလာကြည့်၍မြေကိုတမ်းမန်စိတ်များအလုံးပိတ်ပင်လိုက်ပြီးမြေတွင်းစစ်သည်မော်များကင်းလေတလားမျိုးနေနဲ့ရန်ကုန်မြို့စိတ်ကန်းဝင်းကျင်တစ်ခုလုံးကိုလုံခြုံရေးတင်းကျပ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်တလားတလားနောက်ဆုံးစဉ်အခြေအနေကိုအကျန်းဖက်မင်းအောင်လိုင်ကလာရောက်ကြည့်ရှုမိဖြစ်၍ရန်ကုန်တလားမြစ်ကိုတမ်းမှန်စိတ်များအလုံးကိုစစ်တပ်ကပိတ်ပင်လိုက်ပြီးမြေတွင်စစ်သည်မော်များကင်းလေနေကြောင်းဒေသပြည်သူများနဲ့စစ်ဘက်တရင်ရင်မြစ်ကပြောဆိုပါရယ်ရမန်နေအော်တိုဘာ9ရက်ည8နာရီခန့်ကရန်ကုန်တလားမြစ်ကိုတမ်းမှန်စိတ်များအလုံးကိုစစ်တပ်ကပိတ်ပင်ခဲ့ခြင်းဖြစ်ပြီးရန်ကုန်မြစ်အတွင်းမှာလည်းစစ်သည်မော်အချို့ကိုကင်းလေချထားခဲ့ကြောင်းတလားမြို့ပေါ်နေမြို့နယ်အတွင်းမှာလည်းစစ်တပ်ကတက်ဆွဲခဲ့ပြီး ကင်းလဲကဲကရန်ကုန်မြို့စိတ်ကမ်းဘက်အချမ်းစစ်ကောင်းငယ်တချို့ဖြင့်ကင်းလဲလဲမှုများကိုရမန်နေကလေးကလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါသည်ရန်ကုန်တလားတမန်တွေနဲ့တမန်စိတ်တွေအလုံးကိုမနေ့ည၈နာရီကလေးကပိတ်ထားတယ်သူတို့ပြင်းဆွဲပေးနေတဲ့ရန်ကုန်တလားမြစ်ကူးသင်းမော်တွေတော့ကူးပေးနေတယ်ဒါပေမဲ့လူကြီးလာရင်မြစ်ကူးသင်းမော်လေးခဏရပ်ထားမယ်ပြောတယ်မြစ်ထဲမှာတော့စစ်သင်းမော်တွေတွေ့တယ်ရန်ကုန်စိတ်ကမ်းဘက်မှာလည်းစစ်သားတွေတော်တော်များများချထားတယ်တလားတလားကိုမင်းအောင်လိုင်းလာကြည့်မှလို့ပြောတယ်ဟုဒေတာ ပြည်သူတို့ကပြောဆိုပါတယ် ယနေ့မနက်09:30မိနစ်30ဝန်းကျင်မှာရမန်နေညကလေးကလုံခြုံရေးအရလေစိမ်းများနဲ့လမ်းများပိတ်ပင်ထားမှုကိုစစ်တပ်ကပြန်လည်ဖွင့်ပေးလိုက်ကြောင်းရန်ကုန်မြို့ကများကပြောဆိုကြပါတယ်။ဈေးဘက်တရင်းရင်းမြစ်ကလည်းရန်ကုန်တလာတလာကိုမင်းအောင်လိုက်သွားရောက်ရင်စက်တင်ဘာလအတွင်းကလေးကစီစဉ်ထားခြင်းဖြစ်တော်လေရုရှားခီးစဉ်အပါဝင်အခြားကိစ္စများကြောင့်ခီးစဉ်ရွှေ့ဆိုင်ခဲ့ကြောင်းယနေ့အောက်တိုဘာ10ရက်နေ့မှာမင်းအောင်လိုက်တလာတလာတို့သွားရောက်ဖွင့်ရှိကြောင်းပြောဆိုပါတယ်။ ဒလဒနာကိုတက်ချုပ်သွားဖို့စီစဉ်ထားတာစက်တင်ဘာကလေးကဒီနေ့သွားချင်းသွားနိုင်ပါတယ်ဒလကနောက်ဆုံးအဆင့်ဖြစ်နေပြီးဒီဇင်ဘာမှာသို့မဟုတ်ဇန်နဝါရီမှာဖွင့်ဖို့တွန်းအားလုပ်နေတယ်ဟုစစ်ဘက်သတင်းရှင်မြစ်ကပြောဆိုပါတယ် ရန်ကုန်တလားတရာမှာတမ္မဏိဂျိုးဆိုင်လေးလံသွားတရာကြီးဖြစ်ပြီးတင်မတရာရှင်1936ပေနဲ့တရာရှင်စုစုပေါင်း6143ပေရှိကြောင်းတန်ကျင်း1900ကန်ရှိတင်မောကြီးများရေလံကင်းလို့စွာသွာလာနိုင်ရန်အမြင့်ပေ160ကန်နဲ့ရေလံကင်းလို့အကျဲ925ပေထားရှိဆောင်လုပ်သွားမည်ဖြစ်ကရင်တစည်းချင်းခန်းနိုင်ဝန်အပြင်85တန်တိဖြစ်ကြောင်းကိုရီးယားမြန်မာချစ်ကြီးတလားတရာကိုကိုရီးယားနိုင်ငံ၏စီးပွားဖွံ့ဖြိုးရေးရန် ငွေချင်းငွေအမေရိကန်ဒေါ်လာ139.833တန်းပြည်တွင်းရန်ပုံငွေ30.341တန်းစုစုပေါင်းကုန်ကြငွေအမေရိကန်ဒေါ်လာ168.104တန်းကုန်ကြမည်ဖြစ်ပြီးကိုရီးယားထုတ်ကုန်သွင်းကုန်ပန်းနှင့်မြန်မာနိုင်ငံဆောင်းလုပ်ရေးဝန်ကြီးဌာနတို့မှ2015ခုနှစ်နိုဝင်ဘာ16ရက်နေ့ကချင်းငွေဆိုင်ရာသဘောတူစာချုပ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် အဆိုပါဒလန်ဒလန်တိဆောင်ရေးအသေးစိတ်ဒီဇိုင်းကိုကိုရီးယားနိုင်ငံကကုမ္ပဏီကရွေးဆွဲပြီး ကိုရီးယားပညာရှင်များပါဝင်သော ကိုရီးယား GS Engineering Group ကအထက်ကတာဝန်ယူတိဆောက်ခြင်းဖြစ်ပါတယ်ရန်ကုန်ဒလန်ဒလန်ဖွင့်လှစ်ပြီးစီပါကရန်ကုန်မြို့မှဒလန်တွန်တေကော့မူကွန်းချန်ကုန်းမြို့နယ်များဒီတရေဒရမတစင်ကန်းချီဒေတာများနှင့် ERI တိုင်းတစ်ခုလုံးသို့လွယ်ကူလင်းမြန်စွာသွားလာနိုင်ပြီဖြစ်ကြောင်းသိရပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်တရင်ကတော့ချောင်းမြို့နယ်ဝန်းတွင်းမြို့နယ်တို့တွင်စစ်မှုထမ်းအပတ်စဉ်ဆက်ရှိအတွက်လူငယ်25ဦးနှိပါကိုစစ်တပ်ကပေါ်တာဆွေဖမ်းဆီးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မကွေတိုင်းချောင်းမြို့ပေါ်ရက်ကွက်များကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီး၃ရက်ဇတိုင်လူငယ်20ကျော်ကိုပေါ်တာဆွေဖမ်းဆီးခဲ့ကြောင်း People Defense Force 6တခင်ဖိုးလာကြီးတက်ခွဲမှတရင်နဲ့ပြန်ကြားရေးတာဝန်ခံ Phoenix ကပြောဆိုပါတယ်။ အောက်တိုဘာလ6ရက်မှအောက်တိုဘာ10ရက်နေ့ထိညပိုင်းအချိန်များတွင်6မြို့ပေါ်ရက်ွက်ထဲရှိနေအိမ်နဲ့ထိစစ်တပ်ကဝင်ရောက်ဆင်းနေပြီး၃ရက်ဆက်တိုင်လူငယ်20ဦးကျော်ပေါ်တောင်ဆွဲဖမ်းဆီးခဲ့ကြောင်းထို့သူအကြမ်းဖက်စစ်တပ်၏ပေါ်တောင်ဆွဲဖမ်းဆီးခံရသောလူငယ်များမှအလုတ်သမားများ၊ចောင်းသားများဖြစ်ကြပြီးအသက်အရွယ်အပြင်အသက်18နှစ်မှအသက်35နှစ်တွင်လူငယ်များဖြစ်ကြောင်းသိရှိရပါသည်။ စစ်သားတွေကပေါ်တာဆွဲတာအချိန်မတက်မတ်တော့ဘူးသူဝင်ကျင်တဲ့အချိန်ဝင်ပြီးဆွဲနေတော့တာအိနေတီဝင်ဆွဲတာအခုကမြို့ပေါ်ရက်ကွက်တီပဲဆွဲနေတာသူတို့ကကြီးရွာဘက်တီကိုအယမ်းမလာရဲဘူးမြို့ပေါ်မှာတော့တမျိုးလုံးပတ်ဆွဲနေတာအမျိုးသားတွေပဲဆွဲခံရတယ်မြို့ပေါ်အများစုကငွေနဲ့လိုက်ရွေးကြတာများတယ်ငွေတက်နိုင်တဲ့သူကလွတ်တာများတယ်လက်လုံလက်စားသမားတွေကစစ်မှုထမ်းနဲ့ရောက်သွားကြတယ်ဖမ်းထားတဲ့သူတွေကိုအရင်ကထွေရုံရှုံးနဲ့73တပ်မှဖမ်းထားလေးရှိတယ်ဟုပေပန်ဒက်ဖန်ဖို့စ်6တခင်ဖွလာကြီး ီတက်ခွဲမှတင်းနဲ့ပြန်ကြားရေးဖိနစ်ကပြောဆိုပါရယ်အလားတူမန္တလေးတိုင်းဝန်တွင်မြို့နယ်ချင်းရွာလေးကိုကိုအကျန်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးအသက်၁၈နှစ်အရွယ်လူငယ်တို့ပါဝင်လူငယ်၅ဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း BIOS 1တွင်မှတာဝန်ရှိသူကပြောပါရယ်အော်တိုဘားလ9ရက်မနေ့9နိုင်ချိန်ဝမ်တွင်းမြို့နယ်ချင်းရွာမှလူငယ်တအူဖိုကုန်းရွာမှလူငယ်တအူနှင့်အိုင်းသားရွာနန်းနန်းရွာတို့မှလူငယ်သုံးဦးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားကြောင်းသိရပါသည် ဝမ်တွင်းမှာအမျိုးသားတွေကိုပဲပေါ်တာဆွဲတာအရင်များလာတဲ့လက်ရှိမှာလူငယ်ငါးဦးကိုဝမ်တွင်းစကန်နဲ့ပင်တလေစကန်တစ်ခုမှာဘေးစကန်မှာဖမ်းထားလဲမသိရသေးဘူးဟု Boyos ဝမ်တွင်းမှာတာဝန်ရှိသူကရှင်းပြပါတယ်ထို့သူအောက်တိုဘာ9ရက်နေ့ကလည်းဝမ်တွင်းမြို့နယ်ခံပေးရွာရွာသိမ်းရွာတောင်းစင်ရွာနဲ့အိုမာတွေးရွာတို့မှာလူငယ်ငါးဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးအောက်တိုဘာလတွင်လူငယ်၁၀ဦးထပ်မင်းနေစဉ်ဇက်တိုက်ပေါ်တာဆွဲဖမ်းဆီးခံနေရကြောင်းသိရှိရပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကအာဆီယံကစစ်တပ်၏ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်မည်ဟုစစ်တပ်ကတပတ်သက်သတင်းထုတ်ပြန်မြမအရေးဖြစ်ရှင်းရာတွင်ရွေးကောက်ပွဲကဥစားပေးမဟုတ်သောသောအာဆီယံနိုင်ငံသား၏ဝင်ကြီးများ၏ယက်တီချက်နှင့်ကွဲလွဲနေဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။အာဆီယံကစစ်တပ်၏ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်မည်ဟုမလေးရှားနိုင်ငံသား၏ဝင်ကြီးမိုဟာမက်ဟက်ဆန်ကပြောဆိုကြောင်းမြမအကြံဖက်စစ်တပ်ကတပတ်သက်သတင်းထုတ်ပြန်ပါသည်။ယမန်၏နေပြည်တော်တွင်မလေးရှားနိုင်ငံသား၏ဝင်ကြီး ဟာမက်ဟက်ဆန်နဲ့အကြံဖက်မင်းအောင်လိုင်တို့တွေ့ဆုံစဉ်မလေးရှားနိုင်ငံသား၏ဝန်ကြီးကထို့သို့ပြောဆိုခြင်းဖြစ်သည်ဟုအကြံဖက်စစ်တပ်ကတပတ်သက်သတင်းထုတ်ပြန်လာခြင်းဖြစ်ပါသည် ယမန်နေတွေ့ဆုံပွဲတွင်မလေးရှားနိုင်ငံသား၏ဝန်ကြီးကမြန်မာနိုင်ငံ၏ပါတီစုပ်ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ရန်ပြင်ဆင်နေမှုများအတွေ့ရသည့်အတွက်ဝမ်းမြဝမ်းသာဖြစ်ကြောင်းအာဆီယံနေဖြင့်မြန်မာနိုင်ငံ၏ကြိုးပမ်းဆောင်ရွက်မှုများကိုအကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းအားလုံးပါဝင်သည့်ရွေးကောက်ပွဲဖြစ်စေရန်အကြံပြုပြောကြားလိုကြောင်းရွေးကောက်ပွဲလေးလာဆောင်ကြည့်အဖွဲ့များကိုလည်းဆင့်လွတ်သွားမည်ဟုမလေးရှားနိုင်ငံသား၏ဝန်ကြီးကပြောဆိုကြောင်းစစ်တပ်ကတဖက်သက်တရင်ထုတ်ပြန်ပါသည်။တို့ရတွင် င်ဇူလိုင်လတွင်ကျင်းပခဲ့တဲ့အာဆီယံနိုင်ငံသား၏ဝင်ကြီးများအစည်းအဝေးမှာမြမအရေးဖြေချင်ရာမှာရွေးကောက်ပွဲကအာဆီယံ၏ဦးစားပေးမဟုတ်သည့်ကိုအာဆီယံကသဘောတူခဲ့ကြောင်းသိရပါတယ်။ထို့ကြောင့်ဂျမ်ဖက်စစ်တပ်၏ယမန်နေ့တွေ့ဆုံမှုတရင်ထုတ်ပြန်ချက်မှာအာဆီယံနိုင်ငံသား၏ဝင်ကြီးများအစည်းအဝေးရက်တီချက်နှင့်လုံးဝကွဲလွဲနေရာမလေးရှားနိုင်ငံသား၏ဝင်ကြီးဌာနကမှတစုံတရာထုတ်ပြန်ခြင်းမရှိသေးပေ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်မှုထမ်းဥပဒေကြောင့်မြန်မာလူငယ်တွေလုံခြုံရေးစိုးရိမ်နေကြတယ်လို့ UNDP ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းအမျိုးသမီးတွေထက်အမျိုးသားလူငယ်တွေကလုံခြုံရေးပုံမှုစိုးရိမ်ကြောက်ရွံ့နေကြရတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ကအောက်တိုဘာ9ရက်မှာထုတ်ပြန်ပါတယ်။ကြောက်ကမာထက်ကမျိုးဆက်လို့အမည်ပေးထားတဲ့မြန်မာလူငယ်တွေရဲ့လုံခြုံရေးနဲ့လူမှုဘဝစိန်ခေါ်မှုစစ်တမ်းမှာ UNDP ကအထက်ပါအတိုင်းဖော်ပြထားတာ ဖြစ်ပါတယ်မြန်မာလူငယ်တွေရဲ့ဆုံးယိမ်မှုအဓိကချက်ကစစ်မှုထမ်းဖို့အထမစုဆောင်ခြင်းခံရတာနဲ့သက်ဆိုင်ပြီးစစ်မှုထမ်းဖို့အဖွဲ့အစည်းတွေကတိုက်ရိုက်တောင်းဆိုတာတဲ့စစ်မှုထမ်းရနိုင်တဲ့ဆိုတဲ့အနေရကပုဂ္ဂိုလ်ရေးဆိုင်ရာဘေးကင်းလုံခြုံရေးကိုဆုံးယိမ်ပူပန်နေကြရတယ်လို့ဆိုပါတယ် လူငယ်၃ပုံ၃ပုံ၅တန်းကန်ကစစ်မှုထမ်းဥပဒေကြောင့်စိတ်ပိုင်းဆိုင်ရာဖိစီးမှုဖြစ်လာပြီးစစ်ကောင်စီနဲ့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေကထင်းတယ်လို့ဖန်ဆီးတာညချိန်ဝင်ဖန်တာနဲ့အထမစုဆောင်းတာတွေကိုရင်ဆိုင်နေရတယ်လို့ဖော်ပြပါတယ်။လူငယ်40ရာခိုင်နှုန်းကျော်ဟာညဘက်မှာတယောက်တည်းလမ်းလျှောက်ရင်မလုံခြုံဘူးလုံးဝမလုံခြုံဘူးလို့ဖြေဆိုပြီးစစ်တပ်အာဏာမသိမ်းခင်ကနှုံထားတဲ့နှက်စကြော်ပုံများလာတယ်လို့ UNDP ကအတည်ပြုပါတယ်။ လူငယ်ခုနှစ်ဦးမှတဦးကပုဂ္ဂိုလ်ရေးဆိုင်ရာဘေးကင်းလုံခြုံရေးအတွက်စိုးရိမ်ပူပန်မှုကိုအမြဲတမ်းမကြာခဏခံစားရပြီးချင်းပြည်နယ်မှာ30ရာခိုင်နှုန်း၊ကရင်နီမှာ25ရာခိုင်နှုန်း၊ရခိုင်မှာ22ရာခိုင်နှုန်းနဲ့ကချင်မှာ27ရာခိုင်နှုန်းကဲ့သို့ပြည်ပခဒေသတွေမှာတိတိတသာမြင့်မားနေတယ်လို့လည်းစစ်တပ်ကဆိုပါတယ်။ စစ်မှုထမ်းခေါ်ဆောင်ခံရပြီးနောက်ရှေ့တန်းစစ်မြေပြင်ပို့ဆောင်ခံရသူတွေအနက်တချို့မှာဒေါ်လန်ရေးတပ်ဖွဲ့တွေစီထွက်ပြေးခိုလုံနာတွေအများပြားရှိနေကြောင်းသိရှိရပါတယ်။